ကဲမင်းသားကျော်ပိုင်ကုန်းကတော့တူတူသိသိလေးနဲ့လက်ထပ်သွားတာတနိုင်ကန်လုံးကလေးတပိသားဖြစ်မှာပါမင်းသားကျော်ပိုင်ကုန်းဟာသူရဲ့ချစ်သူကောင်းမလေးဖြစ်တဲ့မြလင်းဖြူနေသဘောဆအတော့နော်လက်သွဲသွားပြီဖြစ်တဲ့မင်းသားကျော်ပိုင်ကုန်းဟာမြမလီယိုရှင်လောကမှာရောညမနိုင်ငံကရောက်ကြဒူးတွေအတွက်ရောစံပြတဲ့ရောက်ဖြစ်ခဲ့ပါတယ်သူနဲ့သူရဲ့ချစ်သူကောင်းမလေးချစ်သူစားဖြစ်တဲ့နေ့မှာပဲပိုင်ကုန်းဟာသူရဲ့ချစ်သူကောင်းမလေးကိုသူရဲ့အသက်28နှစ်မှာနော် တင်တောင်းလက်ထပ်မယ်ဆိုပြီးတော့ခတိပေးထားတဲ့အတိုင်းပဲဘိုင်းဒဂွန်ဟာသူ့ရဲ့28နှစ်ပြည့်တဲ့နှစ်မှာပဲသူ့ရဲ့ချစ်သူကောင်းမလေးကိုလက်ထပ်ခွင့်ကဘာတိတောင်းခဲ့ပြီးတော့အခုဆိုရင်တော့လက်ထပ်လိုက်ပြီလည်းဖြစ်ပါတယ်လက်ထပ်ပွဲကိုလည်းပတ်စံရှိတဲ့သူတွေလိုပွဲကြီးပွဲကောင်းမချင်းပါပဲနဲ့ဤဇာယာလက်မှတ်ထိုးပြီးတော့နှစ်ဖက်မိဘသဘောတူယူလိုက်ကြတာပဲဖြစ်ပါတယ်အဲဒါကြောင့်တိုင်းကလုံးကတော့အခုလိုမျိုးပတ်စံရှိပြီးတော့တင်းတင်းပေါ်ပေါ်မနေတတ်တဲ့ ိုင်းဒဂွန်ရဲ့သူ့ရဲ့မိမကိုအရန်ကိုလေးစားနေကြပြီလို့ဖြစ်ပါရယ်ဒီလိုအချိန်မှာပဲဘိုင်းဒဂွန်ရဲ့ချစ်သူမိမကအခုစစ်ကောင်စီရဲ့ဒုချုပ်စိုးရင်နော်ဒီပြာကာချုပ်ကြီးစိုးရင်ရဲ့သူမအရင်ဖြစ်နေတာဖြစ်တဲ့အတွက်